ပရီးမီယာလိပွင့်စဉ်တစ်စဲမန်ချက်စတာစီးရီးသင်းနဲ့ဘုံမောက်အသင်းအားလုံးပဲမင်္ဂလာပါဘွေဆန်မန်ဖော်မော channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နိုမနီရနေ့တနင်္ဂနွေနေ့ည7:00နာရီအချိန်မှာတော့မန်စီးရီးအသင်းကသူတို့အသင်းရဲ့အင်ကွင်းအစ်ဒီယက်စရီးရမှာဘုံမောက်အသင်းကိုပရီးမီယာလိပွင့်စဉ်တစ်စဲအနေနဲ့ extension bank ကစားတော့မှာပါဒီပွင့်စဉ်ကတော့ Queensland တိုင်းဖြစ် Anthony Taylor ကဂိုင်းတွဲဆောင်ရွက်ပြီးတော့မှာပါမန်စီးရီးအသင်းကပရီးမီယာလိပွင့်စဉ်ကိုဝက်ကစားမိချိန်မှာရမှတ်16မိနစ် အမပေးစရာရင်အဆင့်ရှင်းနေရာမှာရက်တည်နေတာပါပရီးမီးယားလိနောက်ဆုံးရှင်မြန်ကစားခဲ့တဲ့၅ပွဲမှာ၃ပွဲနိုင်တပွဲရှုံးတပွဲသိရလဲထွက်ပေါ်ထားပါတယ်ပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်၉မှာအဆွန်မီလန်အသင်းကိုတကောကိုမရှိဆိုရရလနဲ့မန်စီးတီးအသင်းကရှုံးနေခဲ့ပါတယ်ဒီပွဲစဉ်မှာမန်စီးတီးအသင်းကကစားပုံအတော်လေးကောင်းမွန်ခဲ့ပေမဲ့မြင်းကောင်းခွာလေးဖြစ်ခဲ့ရတဲ့ပွဲတစ်ပွဲပါအဲ့ပွဲစဉ်မှာရှုံးခဲ့တဲ့ရလကြောင်ဒီပွဲစဉ်မှာမန်စီးတီးဆိုတာပရီးမီးယားလိမ်မှာဘလို့အသင်းဖြစ်ကြောင်း ဂွာယီလိုရာနေနဲ့ပြန်လဲတက်သေးပြလိုက်မယ်လို့ထင်ပါတယ်။မန်စီးရီးအသင်းဟာအင်ကွင်းနောက်ဆုံးလေဘာဆက်အနိုင်ရရှိထားပြီးအဲ့ပွဲစဉ်တွေမှာလည်းအနိုင်ဆုံးတပွဲကိုနှစ်ကိုယ်လုံးအတွင်းထတာတွေ့ရပါတယ်။ကူပရီးမီးယားလိပ်ပွဲပြီးလို့ရှိရင်မန်စီးတီးအသင်းကချန်ပီယံလိရောင်း4အနေနဲ့သူတို့အသင်းရဲ့အင်ကွင်းမှာပဲဒေါ်မွန်အသင်းနဲ့ရှင်ပြိုင်ကစားသွားရမှာပါ။အင်ကွင်းပွဲစဉ်တွေပဲကန်နေရတဲ့အချိန်ဖြစ်တာကြောင့်ခရီးသွားလာရတာမရှိတဲ့အတွက်အသင်းအတွက်ပြင်ဆင်ချိန်ပိုရနေပါတယ်။ မန်စီးတီးအသင်းမှာကစားသမားရူဒီတယောက်ကပဲဒန်ယန်ပြဿနာနဲ့ရင်ဆိုင်နေရပြီးတော့ကျန်ကစားသမားတွေအားလုံးကဒန်ယန်ကင်းစင်နေပါတယ်။ဒါကြောင့်အခုဘုံမောင်းနဲ့ပရီးမီယံလိပွဲစဉ်ကိုလည်းအဓိကပလေယာတွေနဲ့ပဲနိဗျကွာရီတို့လာထောက်သုံးလာမယ်လို့ထင်ပါတယ်။တစ်ဖက်ကဘုံမောင်းအသင်းကြတော့ပရီးမီယံလိပွဲစဉ်ကိုးပွဲကစားပြီးချိန်မှာရမ်းမဲ16မိနစ်အဆင့်နှစ်နေရာမှာရပ်တည်နေတာပါ။ဘုံမောင်းအသင်းကနောက်ဆုံးရှင်မြန်ကစားခဲ့တဲ့ပရီးမီယံလိပွဲစဉ်၅ပွဲမှာနှစ်ပွဲနိုင်သုံးပွဲတည်ရင်နဲ့ရှုံးပွဲလုံးဝမရှိသေးပါဘူး။ တကယ်လို့ခုပွဲမှာဒါမန်စီးတီးအသင်းကိုသာအနိုင်ရရှိခဲ့မယ်ဆိုရင်အဆင့်1နေရာကအဆင့်2အသင်းနဲ့၄မှတ်ကွာအဆင့်1နေရာမှာပြန်လည်ရပ်တည်နေမှာပါဘုံမောင်သင်းကဒီနေ့ဘောလုံးရာဒီမှာဥရောပပွဲစဉ်တွေနဲ့လွဲချော်ထားတာကြောင့်ပရီးမီးယားလိပြိုင်ပွဲတစ်ခုကိုပဲအားစိုက်ပြီးပြင်ဆင်ကစားလာကြမှာပါပြီးတော့ဘုံမောင်သင်းကဒီနေ့ပရီးမီးယားလိမှာစတုထဂိုးအသွင်းများဆုံးအသင်းတစ်သင်းအဖြစ်လဲရပ်တည်နေတာပါ ဘုံမောင်းတင်းကမန်စီးတီးအသင်းနဲ့နောက်ဆုံးရှင်မြိုင်ကစားခဲ့တဲ့ပရီးမီယာလိပွဲစဉ်၅ပွဲမှာတပွဲတည်းသာအနိုင်ရရှိထားပြီးတော့၄ပွဲကရှုံးနိမ့်ထားပါတယ်။ဒါကအရင်အရင်နဲ့တွေကတွစ်ဆုံမှုတွေပါ။နီးပြန်အန်တိုနီအောင်လာလက်ထက်မှာတော့ဘုံမောင်းတင်းကဒီနေ့ရာသီမှာရတန်အယံမှန်နေတဲ့အသင်းတစ်သင်းလို့ပြောလို့ရပါတယ်။ကစားပုံအတော်လေးမြန်ဆန်ပြီးတောင်မန်ကစားသမားစီမံညိုကလည်းတစ်ဖက်အသင်းရဲ့နောက်တန်းတွေကိုအတော်လေးအလုရှုပ်စေသူပါ ဒီဘက်မှာလည်းစီမံညိုအနေနဲ့တခုခုပြန်လဲလုပ်ပြအောင်မယ်လို့ဘုံမောက်အသင်းပြည်သက်တွေကမျှော်လင့်နေပါတယ်။အခုပေါင်ကြီးကအင်ရှင်မန်ချက်စတာစီးတီးသင်းက195ဆိုတဲ့ကြေးပေါက်ပါတယ်။မန်စီးတီးနှစ်ကိုးသွင်းမှကြေးအပြည့်အောင်နိုင်မယ်ဆိုတဲ့ကြေးမျိုးပါ။တစ်ဖက်ကဘုံမောက်အသင်းကတကိုးသွင်းရင်မန်စီးတီးအသင်း3ကိုးသွင်းမှကြေးအပြည့်အောင်နိုင်မယ်။အခုပေါင်ကြီးကမင်းညာကရှင်မြန်ကစားသွားတဲ့အေဂျင့်အသင်းနဲ့ ဟီရန်ဘင်အတင်းတို့ရဲ့ပွဲစဉ်ကပေါက်ကြီးနဲ့ဆင်တူနေပါတယ်။အင်ရှင်အင်ဂျက်တင်းက105ဆိုတဲ့ပေါက်ကြီးပြတာပါ။ဒါပေမဲ့ပွဲအပြီးမှာတော့တစ်ဖက်တကိုးစီနဲ့တရေရလက်ထွက်သွားတာကြောင့်အင်ဂျက်တင်းညကကြေရှုံပါတယ်။ဒါကြတော့ကျွန်တော် subscriber viewer တွေပေါက်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှတ်မိတာလေးကိုပြန်လည်မျှဝေတာပါ။ကိုးပွဲစဉ်မှာမန်စီးတီးက9ကိုးအပြတ်နိုင်ပါမလား။ကျွန်တော်ကတော့မထင်ဘူး။ဒီပွဲမှာကတော့အဝေးသင်းဘုံမောက်သင်းကိုပဲကြိုက်ပါတယ်။ဘုံမောက်သင်းရဲ့ရလက်ကအနည်းဆုံးတရေရလက်ထွက်လိမ့်မယ်လို့ယုံကြည်တာကြောင့် ဘုံမောင်တဲ့ body ပဲကြိုက်ပါတယ်ပြီးတော့ဒီနှစ်သိန်းရဲ့နောက်ဆုံးတွဲဆုံမှု6ကြိမ်စလုံးမှာ39ထက်မနည်းတွင်းကိုတွေရှိခဲ့တာကြောင့်ဂိုးပေါင်းပေါ်လဲကြိုက်ပါတယ်အားလုံးကံကောင်းကြပါစေနောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ပါမယ်